အားလုံးပဲခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအဖြစ်ကြိုဆိုနှုတ်ခွန်းဆက်လိုက်ပါတယ်ဒီကနေ့အားဆိုလို့ရှိရင်ခရိယန်အသင်းတော်များတန်ရှင်တော်ယေတသက်တပတ်ရဲ့6ရက်မြောက်နေ့ဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဖခင်ကနေတလောကလုံးရဲ့လူသားတွေရဲ့အပြစ်အသွက်လက်ဝါးကားတိုင်းမှာကိုစားအသေးခံတဲ့နေ့လည်းဖြစ်ပါတယ် ဒါကြောင့်ဒီနေ့ကို ခရီးရန်အသင်းတော်တွေကဘယ်လိုခေါ်သွင်းလဲဆိုတော့မဟာတောက်ကြကြီးနေ့ Great Friday တို့မဟုတ်ကောင်းတော်တောက်ကြနေ့ Good Friday တို့မဟုတ်တန်ရှင်တော်တောက်ကြနေ့ Holy Friday တို့မဟုတ်အမဲရောင်တောက်ကြနေ့ Black Friday တို့မဟုတ်နှုတ်ဆက်တော်နေ့စသဖြင့်စသဖြင့်ခေါ်ဆိုကြပါတယ်။ဘာလို့လဲဆိုတော့ဒီကနေ့ဟာတမိုင်းတွင်မဲ့နေ့ဖြစ်ပါတယ် သခင်ယေရှုခရစ်တော်ဖခင်ကနေတလောကလုံးလူသားတွေရဲ့အပြစ်အတွက်ကြောင့်လက်ဝါးကားတိုင်းမှာကိုစားအသေးခံတဲ့နေ့ဖြစ်ပါတယ်။ဆိုတော့ဂေါလာဂေါသဆိုတဲ့ဂရာနီတောင်ကုန်းပေါ်မှာသခင်ယေရှုခရစ်တော်ဖခင်ကိုလက်ဝါးကားတိုင်းမှာရိုက်နှက်ထားတဲ့အချိန်ကမနေ့9နာရီကနေမွန်းလွဲ3နာရီနာရီပေါင်း6နာရီတိတိရိုက်နှက်ထားခြင်းခံရပြီးမှ အသက်တော်ထွက်သွားတယ်ဆိုပြီးမှတမာကျန်းစာအဖြစ်ကျွန်တော်တို့တွေ့ရှိရတာဖြစ်ပါတယ်။တနည်းအားဖြင့်လက်ဝါးကားတိုင်းပေါ်မှာရိုက်နှက်ထားခြင်းခံရတဲ့အချိန်ပေါင်းက6နာရီတိတိကြာတာဖြစ်ပါတယ်။ဒီမှာတတိထားစရာတစ်ခုလေးတော့ရှိပါတယ်။အဲ့ဒါကတော့ခရိယန်ဓမ္မပညာလောကထဲမှာသခင်ယေရှုခရစ်တော်အသေးခံတဲ့နေ့နဲ့ပတ်သက်ပြီးတော့မှမတူညီမှုအ ਨੇ ဆုံး3မျိုးလောက်ရှိပါတယ်။ဘာလို့ဒီနေရာမှာ क्वे ပြားတော့ရလဲဆိုတော့ 3ရက်3ညတင်းချိုင်းတွင်းမှာရှိခြင်းနဲ့3ရက်မြောက်တောနေမှာထမြောက်ခြင်းဆိုတဲ့နေရာမှာအ ਨੇ ငယ်ခံယူမှုမတူဘဲဖြစ်သွားတာပါတကယ်လို့3ရက်3ညတင်းချိုင်းထဲမှာရှိနေမယ်ဆိုရင်82နာရီရှိရမယ်ဒါပေမဲ့3ရက်မြောက်တောနေမှာထမြောက်မယ်ဆိုလို့ရှိရင်တော့3ရက်3ညမဟုတ်ပြန်ရော82နာရီမဟုတ်ပြန်ရောဒါကြောင့်တချို့ကဗုဒ္ဓဟူးနေ့မှာသခင်ယေရှုခရစ်တော်အသေးခံတဲ့နေ့ဖြစ်တယ်လို့ပြောတဲ့သူရှိသလို ဂျာရာပရိနေမှာသခင်ယေရှုခရစ်တော်အသေးခံတဲ့နေ့ဖြစ်တယ်လို့ပြောတဲ့သူရှိတယ်။အခုကျွန်တော်တို့ခရိယန်လောကမှာအတုံးအများဆုံးကတော့တောက်ကြနေပေါ့နော်။တောက်ကြနေမှာသခင်ယေရှုခရစ်တော်အသေးခံတော့တယ်လို့ပြောတဲ့သူလည်းရှိပါတယ်။ဗုဒ္ဓဟူးပဲဖြစ်ဖြစ်ဂျာရာပရိဖြစ်ဖြစ်တောက်ကြနေပဲဖြစ်ဖြစ်အရေးအလောက်မကြီးပါဘူး။ဘာလို့လဲဆိုတော့အရေးကြီးခဲ့တယ်ဆိုရင်ကျန်းစာထဲမှာတိတိကျကျဖော်ပြပါလိမ့်မယ်။ကျင်းစာထဲမှာနေရနဲ့ပတ်သက်ပြီးမှတိတိကျကျမဖော်ပြခြင်းဟာလူတွေကနေရကိုတော့ကူးကွယ်မှာစိုးရိမ်လို့ဖြစ်ပါတယ် ဒါကျွန်တော်တို့နားလည်ရမယ်။ဒါကြောင့်နေ့ရက်ဘယ်နေ့မှာသခင်ယေရှုခရစ်တော်အသေးခံသွားတယ်ဆိုတာထက်သခင်ယေရှုခရစ်တော်တင့်အပြစ်အတွက်ကျွန်တော်အပြစ်အတွက်တကယ်အသေးခံသွားပြီဆိုတာကိုကျွန်တော်တို့ယတိပြည့်ယုံကြည်ဖို့ဖြစ်တယ်။အာမင်။ဆိုတော့တခင်ယေရှုခရစ်တော်တလောကလုံးကလူသားတွေအတွက်အသေးခံတဲ့နေ့မှာထောက်ရှုရမယ့်ကျမ်းချက်ကတော့ရှမတ်တဲခရိယန်ခန်းကြီး29အခန်းကြီးတစ်ခုလုံးဖြစ်ပါတယ် တော့ဒီကနေ့မှာသခင်ယေရှုခရစ်တော်ဖျားတလောကလုံးကလူတွေအပြည့်အသွဲလက်ဝါးကားတိုင်းမှာအသေးခံတဲ့နေ့မှာဘာတွေဖြစ်ပျက်သွားသလဲဆိုတာတမန်ကျမ်းစာအဖြစ်လူရင်းတူရှင်အနေငယ်ကျွန်တော်တို့ကြည့်အောင်တမန်ကျမ်းစာအရသခင်ယေရှုခရစ်တော်ကဖန်ခံလိုက်ရတဲ့အခါမှာပတ္တခါပွဲရဲ့ဒုတိယနေ့ဖြစ်ပါတယ်။ဒါကြောင့်ပိလက်မင်းကပီတူလူသူတွေကိုမေးတယ်။သူတို့လှုပ်ထုံလှုပ်နီးအရလူတယောက်ကိုလွတ်ပေးရမယ်ပေါ့နော်။ဒါဆိုရင်ဘာရာဘကိုလွတ်ပေးမလား။ ငါတို့သခင်ယေရှုခရစ်တော်ကိုလွတ်စေခြင်းတလားဆိုမှမေးတဲ့အခါမှာပီတူလူထုတွေကအားလုံးဘာရဘကိုလွတ်ပါယေရှုကိုလက်ဝါးကားတိုင်းတင်တတ်ပါဆိုပြီးမှတခဲနဲ့တောင်းဆိုကြတယ်။အမှန်ကအဲ့ဒီတောင်းဆိုတဲ့အဖွဲ့ကတစ်ချိန်လုံးကသခင်ယေရှုခရစ်တော်ကိုဟောရှန်းနာဖြစ်စေတည်းဆိုမှကြိုဆိုခဲ့တဲ့လူတွေပဲ။ဆိုတော့သခင်ယေရှုခရစ်တော်ကသူတို့မျော်မှန်းထားတဲ့အတိုင်းနိုင်ငံရေးဦးဆောင်ပြီးမှလွတ်လပ်ရေးရဖို့ရန်အတွက်ယောမစစ်သားယောမအစိုးရကိုတိုက်ထုတ်မဲ့သူမဟုတ်ဘူးဆိုတာသူတို့သိတဲ့အခါမှာ သခင်ယေရှုခရစ်တော်ကိုတတ်ချင်လာတယ်။ဒါကြောင့်ဘာရဘကိုလွတ်စေခြင်းပြီးမှသခင်ယေရှုခရစ်တော်ကိုတေးစေခြင်းလား။ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုကားစင်တင်တတ်ပါဘာရဘကိုလွတ်ပါလို့တောင်းဆိုတယ်။ဒါကြောင့်သခင်ယေရှုခရစ်တော်ကအဲ့နေရာမှာတေးမိန်ကြခင်ရတာဖြစ်ပါတယ်။တေးမိန်ကြပြီးတဲ့နောက်မှာစစ်သူရဲတွေပေါ့နော်စစ်မတ်တွေပေါ့နော်။ညီမောင်းတဲ့အုပ်ကိုယေရှုခရစ်တော်ကိုဝတ်စေပြီးမှစူးပင်နဲ့ရစ်တဲ့ဦးကြီးကိုခေါင်းပေါ်မှာစောင်းစေတယ်။ ကျူတလုံးကိုလည်းလက်ထဲမှာကင်ထားခိုင်းတယ်ပြီးရင်သူ့တယော်တယ်ကဲ့ရဲ့တယ်တန်တွင်းနဲ့ထွေးတယ်ကျူလုံးနဲ့ခေါင်းကိုရိုက်တယ်စသဖြင့်တယော်ခဲ့ပါတယ်ဆက်လက်ပြီးမှသခင်ယေရှုခရစ်တော်ကိုနောက်ဆုံးမှာလက်ဝါးကားတိုင်းမှာရိုက်ထားခြင်းခံရတယ်သခင်ယေရှုခရစ်တော်ရဲ့တဖက်တစ်ချက်မှာလူဆိုးနေရောင်းတဲ့အတူတူတနေရာထဲမှာရိုက်နှက်ခြင်းကိုခံရတယ်ဆိုတာကျွန်တော်တမန်ကျမ်းစာအရတွေ့ရှိရတယ်လေ့လာရတာဖြစ်ပါတယ် ဆက်လက်ပြီးတော့မှသခင်ယေရှုခရစ်တော်ကိုအဲ့ဒီလိုလက်ဝါးကားတိုင်းမှာရိုက်နှက်ထားခြင်းခံရပြီးတဲ့နောက်나이ပေါင်း6나이ကြာတဲ့အခါမှာသခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာပဲအသက်တော်ထွက်သွားတယ်လို့တမန်ကျမ်းစာတိုင်းမှာဖော်ပြပါတယ်။ဒါသခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာနေနေတော့ကလက်ဝါးကားတိုင်းပေါ်မှာ6나이တိုင်တိုင်ရိုက်ထားခြင်းခံရတော့ကအသက်မထွက်ခင်မှာစကားတော်ခုနှစ်ခွန်းပြောခဲ့ပါတယ်။အဲ့ဒီစကားတော်ခုနှစ်ခွန်းကိုကျွန်တော်အနေငယ်အားလုံးနဲ့ ဝေငှချင်တာဖြစ်ပါတယ်။ဒါကိုအတင်းတော်အတင်းတော်တွေကဘလို့ခေါ်သွင်းလဲဆိုတော့ကားတိုင်းပေါ်ကစကားတော်ခုနှစ်ခွန်းလို့ခေါ်သွင်းပါတယ်။ပထမစကားတစ်ခွန်းကယန်သူတွေအတွက်ပြောတဲ့စကားဖြစ်ပါတယ်။ရှင်လုကာခရစ်ခန်းကြီး23ငွေ34မှာโอ้อบะตูรุยอเป็ดโกลွတ်တော်မူပါตูรุดิโกปิゅรอမှုကိုမတိကြ ကားတိုင်းပေါ်မှာသခင်ယေရှုခရစ်တော်ပထမဦးဆုံးပြောထားတဲ့စကားဟာယံသူတွေကို ခွင်လွတ်ခြင်းဖြစ်တည်တာမှာကယနေ့တိုင်အောင်ယေရှုခရစ်တော်ကိုစန့်ကျင်နေတဲ့မယုံကြည်သူတွေပါတာချားတွေတော့တယောနေတဲ့သူတွေအားလုံးကိုခွင်လွတ်ပြီးသားဖြစ်ပါတယ်လူတွေကလေကိုမုန်းနေတဲ့အရာဟာချစ်ချင်းမေတ္တာမှန်းမသိကြဘူးလူတွေကကိုယ့်သခင်ကိုကိုယ်ကယ်တင်မဲ့သူကိုကိုယ်ညှင်းပယ်နေမှန်းသူတို့မသိကြဘူးဆက်ပြီးအဲ့လိုမျိုးညှင်းပယ်နေမယ်ဆိုရင်ဒီကနေ့ ယေရှုခရစ်တော်ကိုမယုံကြည်ဘဲညင်းပယ်နေတဲ့သူတွေအားလုံးအားလုံးအတွက်တော့ယင်လေးစရာပါပဲဆိုတော့ကားတိုင်းပေါ်မှာပြောထားတဲ့ပရမစကားတခုကယန်သူတွေအတွက်ပြောထားတာအိုးအဖသူတို့အပြစ်ကိုလွတ်တော်မူပါတဲ့သူတို့ဘာတွေလုပ်နေတာသူတို့မသိလို့တဲ့သူတို့လွတ်တော်မူပါနံပါတ်2စကားတခုကအိမ်သူအိမ်သားမိသားစုတွေအတွက်ပြောထားတဲ့စကားဖြစ်ပါတယ် ရှင်ဝဟန်ခရစ်ခန်းကြီး၁၉အငယ်၂၆၂၇။အချင်းမိမတင်ဤသားကိုကြည်ပါဟု၍၎င်း။တပဲ့တော်အားလည်းတင်ဤအမိကိုကြည်ပါဟု၍၎င်းမိန်တော်မူ၏။ထိုအခါမှစ၍ထိုတပဲ့တော်သည်မေတော်ကိုမိမိအိမ်၌တိန်ထား၏။ဒီနေရာမှာကျွန်တော်တို့ကျမ်းစာပဲဖတ်မယ်ဆိုရင်တိတ်နားလည်မှာမဟုတ်။တေချာရှင်းပြမယ်နော်။ယေရှုခရစ်တော်ဟာဖယားတရားရခိုင်နှုန်းဖြစ်တယ်လို့လူသားလည်းတရားရခိုင်နှုန်းဖြစ်ပါတယ်။ဒါကြောင့်ကားတိုင်းပေါ်မှာအသက်မထွက်ခင်လေးမှာဒုတိယစကားအနေနဲ့ လူသားဖြစ်လာရတဲ့အခါမှာမွေးမိခင်ဆိုတာရှိခဲ့တယ်။ဒါကြောင့်အဲ့ဒီမွေးမိခင်ကိုတပဲ့တော်လက်ထဲမှာအပ်ပြီးတော့မှတပဲ့တော်ကိုဆက်လက်ပြုစုကျွေးမွေးဖို့မာကြားခဲ့တာဖြစ်ပါတယ်။ဒါဟာပေါကိုပေါ်ပြနေလဲဆိုတော့လူသားတယောက်အနေနဲ့မိဘကိုယူတည်လို့ကျွေးပြုစုဖို့ရန်အတွက်ကျွန်တော်ကျမတို့ကိုစံနမူနာဖြစ်ဒီကနေ့ကျွန်တော်တို့တုံသင်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လူဖြစ်လာတာနဲ့မိဘဂျေဇူးတွေအခြားသူရဲ့ဂျေဇူးတွေကို ပြန်ဆက်ဖို့လုံးဝလုံးဝမမေ့ပါနဲ့။ဒါကကားတိုင်းပေါ်ကမိသားစုတွေအတွက်ပြောထားတဲ့သခင်ယေရှုခရစ်တော်ရဲ့စကားတော်ဒုတိယသခွန်။တတိယကားတိုင်းပေါ်ကစကားခုနှစ်ခွန်းတတိယသခွန်းကအပြစ်သားတွေအတွက်ပြောထားတဲ့စကားဖြစ်ပါတယ်။ရှင်လူကာခရစ်ယာန်ခန်းကြီး23ငယ်53မှာယနေ့တွင်တဲ့တင်ဒီငါနဲ့အတူပရာတိတုဘုံ၌ရှိလိမ့်မည်တဲ့။သခင်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာရှိအစဉ်ကလေ လူစု၂ယောက်လဲသခင်ယေရှုခရစ်တော်နဲ့အတူတူဘယ်ညာမှာတစ်ဖက်တစ်ယောက်စီပေါ့နော်အနှဲငယ်กว่าပြီးမှကားစင်တင်တက်ခြင်းကိုခံခဲ့ရပါတယ်ဆိုတော့တစ်ဖက်ကလူစုကသခင်ယေရှုခရစ်တော်ကိုတယောပြီးတော့မှတစ်ဖက်ကလူစုကသခင်ယေရှုခရစ်တော်ကိုယုံကြည်ခဲ့တယ်တောင်းခံခဲ့တယ်တယောသူကတော့ဘာမှမရလိုက်ပါဘူးဒါပေမဲ့တောင်းခံတဲ့သူကတော့ကေတင်ချင်းရခဲ့တယ်ဆိုတာကျွန်တော်ဒီကနေ့ဖတ်တဲ့ဂျန်ဂျန်ချအဖြစ်ကောင်းကောင်းနားလည်ရတယ် တကယ်တမ်းတော့ဒီလူဆိုးနှစ်ယောက်လုံးဟာတလောကလုံးမှာရှိတဲ့ကျွန်တော်တို့လူသားတွေကိုပုံဆောင်ပါတယ်လက်မခံဘဲနဲ့တယောနေမယ်ဆိုလို့ရှိရင်တော့တင်ဒီကနေ့ဘာမှရမှာမဟုတ်ဘူးအာနေတို့ယေရှုကဒီလိုဟိုလိုပြောမှတယောနေတယ်ဆိုရင်တင်ကဘာမှကေတင်ချင်းလည်းရမှာမဟုတ်ပါဘူးဒါပေမဲ့တင်ဟာကိုကိုကိုအပြစ်ရှိကြောင်းဝန်ခံပြီးမှယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်ကားတိုင်းပေါ်ကလူဆိုးလို့ တင်းအပြစ်ဘလောက်များများရှိပါစေယေရှုခရစ်တော်ကိုယုံကြည်လက်ခံမယ်ဆိုရင်တင်ကယ်တင်ခြင်းရမှာဖြစ်ပါတယ်အာမင်ဒါကကားတိုင်းပေါ်မှာပြောထားတဲ့နံပါတ်3စကားတခုနံပါတ်4အပယ်ခံအဖြစ်ပြောတဲ့စကားရှမတဲခရင်ခန်းကြီး29ငွေ46မှာသခင်ယေရှုခရစ်တော်ကားတိုင်းပေါ်ကနေဘလို့ပြောလဲဆိုတော့အကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းလို့ပြောခဲ့ပါတယ် အပြစ်ကင်းတဲ့သခင်ယေရှုခရစ်တော်ဟာတလောကလုံးရဲ့လူသားတွေရဲ့အပြစ်ကိုတည်ပိုးထားရတဲ့အတွက်ခမီးတော်ဖရာတော်မှာသူ့ကိုမျက်ွယ်ပြုတဲ့ပြုတဲ့အထိပါပဲ။ဒါဟာတပါးတီရောသားတို့ကိုစွန့်တော်မူပြီးတိုင်အောင် လောကီသားတို့ကိုချစ်တယ်ဆိုတဲ့ခမီးတော်ရဲ့ချစ်ခြင်းမေတ္တာတသက်ဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ကိုယ်တိုင် ကောင်းကင်ပလင်ကိုစွန့်ပြီးတော့မှအသေးခံလာရွေးနှုတ်တဲ့ချစ်ခြင်းမေတ္တာတသက်ကိုကျွန်တော်တို့ဒီကနေ့လက်တွေ့ပြနေတာဖြစ်တယ်။တချို့လူတွေကမေးတယ်လေ။ ယေရှုခရစ်တော်ငါ့ကိုချစ်တယ်ယေရှုခရစ်တော်တင့်ကိုချစ်တယ်ဆိုတော့ယေရှုငါ့ကိုချစ်တဲ့တဲ့တေကဘယ်မှာလဲလို့မေးကြတယ်လေဒီမှာပဲဘယ်မှာလဲယေရှုကအသက်ပေးတဲ့အထိတင့်ကိုချစ်တာအာမင်ဒါကသခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာပြောခဲ့တဲ့နှစ်ပတ်လေးစကားသခွန်တော့နှစ်ပတ်ငါယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာပြောခဲ့တဲ့နှစ်ပတ်ငါစကားသခွန်ကဘာလဲဆိုတော့ကိုကိုကိုပြောတဲ့စကားဖြစ်တယ်ရှင်ရောင်းခရင်ခန်းကြီး၁၉အငွေ၂၈မှာရေငက်တီဟုမိန့်တော်မူ၏တဲ့။ဘာသိပဲလဲ လူဓာအတွက်အသက်ဆိုင်ရေကိုပေးပိုင်တဲ့သခင် အခုကားတိုင်းပေါ်မှာရေစာနေတာဘာကြောင့်လဲအကြောင်းရင်းကတလောကလုံးရဲ့အပြစ်တွေကိုတည်ပိုးထားတဲ့အတွက်ကျန်းစာပြေဆုံးစေဖို့လည်းဖြစ်ပါတယ်69ခုမြောက်တော့စာလံပိုက်ငယ်27ကိုပြေဆုံးစေဖို့ဖြစ်ပါတယ်အဲ့မှာဘလို့ဖော်ပြလဲဆိုတော့အကျွန်ုပ်စားเสียဖို့စီးခါကိုကြွေးကြပါ၏ရင်ငတ်တော့အခါပုံးရီကိုတိုက်ကြပါ၏လို့ဖော်ပြပါတယ်ကျန်းစာပြေဆုံးခြင်းကအင်မတန်ရေးကြီးပါတယ် ဒါကဘာကိုပုံဆောင်နေရလဲဆိုတာသခင်ယေရှုခရစ်တော်ဟာမေရှိယကယ်တင်ရှင် ဖြစ်တယ်ဆိုတာတက်တည်တစ်ခုဖြစ်ပါတယ်။နံပါတ်6ကားတိုင်းပုံမှာပြောထားတဲ့စကားခုနှစ်ခွန်းနံပါတ်6သခွန်းမြောက်ကဘာလဲဆိုတော့ပန်းတိုင်အတွက်ပြောထားတဲ့စကားဖြစ်ပါတယ်။ရှင်ဝါခရစ်ခန်းကြီး19ငွေ30မှာအမှုပြီးပြီလို့ယေရှုခရစ်တော်ကားတိုင်းပေါ်ကနေပြောခဲ့ပါတယ်။ အော်ဆရာသားကောင်းတယ်ဘာလို့လဲဆိုတော့ယေရှုခရစ်တော်ကားတိုင်းပေါ်မှာအသက်ထွက်တော်မဲ့အချိန်မှာလူသားအားလုံးကတွားပြီးတွားပြီးဂုံပြီးဂုံပြီးလို့ထင်နေကြမှာထင်နေကြတဲ့အချိန်လေဒါပေမဲ့တခင်ယေရှုခရစ်တော်ကအမှုပြီးပြီလို့ပြောခဲ့တယ်ဘာမှုပြီးတာလဲအပြစ်သားကိုကယ်တင်ပြီးတော့မှကိုစားအသေးခံတဲ့အမှုပြီးတာအာရှင်ပြန်ထမြောက်ရမယ့်ရှေ့ပြီးစကားလည်းဖြစ်ပါတယ် ူကားတိုင်းမှာအမှုပြီးခဲလို့ယနေ့တင်တဲ့ကျွန်တော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တာနဲ့ကယ်တင်ခြင်းမူချရရနိုင်တာလေအာမင်သခင်ယေရှုခရစ်တော်ဒါကားတိုင်းပေါ်မှာမတည်ခဲရင်ဒီကနေ့တင်တဲ့ကျွန်တော်ကယ်တင်ခြင်းရမှာမဟုတ်ဘူးတကယ်ဘုရားသခင်တာ၍ဘုန်းကြီးပါစေဘုရားသခင်ဂျေဇုတော်ချီးမွမ်းနေအာမင်နောက်ဆုံးစကားခမီးတော်ကိုပြောတဲ့စကားရှင်လုကာခရစ်ဝင်ခန်းကြီး23ငယ်46မှာ ။ "ఓ అబ အကျွန်ုပ်စိတ်ဝိညာဉ်ကိုကိုတော်လက်၌အကျွန်ုပ်အပ်ပါ၏"လို့ဖော်ပြတယ်။သခင်ယေရှုခရစ်တော်ဒီစကားကိုပြောပြီးမှအသက်ချုပ်ငိမ့်သွားတယ်လို့ကျမ်းစာထဲမှာဖော်ပြတယ်။သူကိုယ်တိုင်ပြောခဲ့တဲ့စကားအတိုင်းပေါ့။တစ်ချိန်တော့သူဘလို့ပြောခဲ့လဲဆိုတော့ငါဒီခမီးတော်ထံမှထွက်၍ဤလောကသို့ကြွလာပြီ။တဖန်ဤလောကမှထွက်၍ခမီးတော်ထံသို့သွားရဦးမည်ဟုမိန့်တော်မူ၏။ရှင်ဝါခရစ်ခန်းကြီး16:28မှာအလိုဖော်ပြတယ်။ ဆိုတော့ကေတင်ချင်းအတွက်လောကမှာလူစားတိအဖြစ်33နှစ်ကျော်နေခဲ့ပြီးတော့မှအမှုပြီးမှပြန်သွားခဲ့တယ်။ဒီရန်အဖြစ်ကျွန်တော်တို့ဘာသင်ခန်းစာယူရလဲဆိုတော့ဒီကနေ့တခင်ယေရှုခရစ်တော်ကိုမိမိကေတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းဟာတရက်တခင်ယေရှုခရစ်တော်လိုခမည်းတော်စီမှာသွားရမယ်ဆိုတာကျွန်တော်မှုချယုံကြည်ရပါတယ်။အာမင်။ဒါတော့နောက်ဆုံးစကားတစ်ခုဖြစ်ပါတယ်။ဆိုတော့ဒါကတော့တခင်ယေရှုခရစ်တော်ကားတိုင်းပေါ်မှာအသက်မထွက်ခင်လေးပေါ့နော် ပြောခဲ့တဲ့စကားခုနှစ်ခုကိုအတူတူအစင်ချင်ခွားယူသွားတာဖြစ်ပါတယ်ခွားယူခွားရမယ်လို့မျှော်လင့်နေတော့ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာ အသက်တော်ထွက်ပြီးတဲ့နောက်ပိုင်းမှာဘယ်သူကသခင်ယေရှုခရစ်တော်ကိုသွားတကြိုလဲဆိုတော့အယိမသိမျိုးသားယောသက်ဆိုတဲ့သူတယောက်ကပိလက်မင်းစီမှာသွားမှယေရှုအလောင်းကိုတောင်းယူတော့မှသူသူ့ရဲ့ကိုယ်ပိုင်တင်းကျန်းအသက်မှာသွားမှမြုပ်ခဲ့တယ်လို့ကျမ်းစာမှာဖော်ပြတယ်ဆိုတော့ဏိကုံချုပ်အနေနဲ့ပြောချင်တာကမဟာတောက်ကြကြီးနေကို ဒီကနေ့အတင်းတော်တွေဘလို့ကျင်းပကြလဲပေါ့နော်အဲ့ဒါနည်းနည်းလေးဝင်ကားချင်သေးတယ်မဟာတောက်ကြကြီးနေရဝုပြုတ်ချင်းမှာယုံကြည်သူတွေကဝတ်စားစင်ရင်မှုကအစဒီကနေ့တတိသားထားကြပါတယ်အယောင်ရင့်တဲ့အဝတ်တွေဝတ်တက်ကြတယ်ဥပမာကျွန်တော်ဝတ်ထားတဲ့အမဲယောင်လိုမျိုးပေါ့နော်အမဲယောင်တွေဝတ်တယ်အယောင်တအားရင့်တဲ့အယောင်တွေဝတ်တယ်အမဲယောင်တန်းတဲ့အယောင်တွေဝတ်ကြတယ်ဘာလို့လဲဆိုတော့သခင်ယေရှုခရစ်တော်ကျွန်တော်တို့တလောကလုံးကလူတွေအတွက်အသေးခံတဲ့နေမို့လို့အမဲယောင်ဝတ်ကြတာဖြစ်ပါတယ် ဆက်လက်ပြီးတော့မှမနက်စောစောဝုပြုချင်းစီစဉ်မှာအထူးသဖြင့်ဟေရှာယအနာဂတိကျမ်းခန်းကြီး50နှစ်နဲ့53ကိုအတူတူကဖတ်ရှုကြတယ်။သခင်ယေရှုခရစ်တော်ဟာတလောကလုံးရဲ့လူသားတွေရဲ့အပြစ်တွေကိုကားတိုင်းပေါ်မှာအသေးခံခြင်းကိုအဓိကအောက်မေ့တာဖြစ်ပါတယ်။ယနေ့သခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတွေအားလုံးအားလုံးဟာလည်းကယ်တင်ခြင်းအပြည့်အဝရမယ်ဆိုတဲ့အကြောင်းကိုပြန်လည်ဟောကြားပါတယ်ဆင်ခြင်ပါတယ် ်အနိလေဘိုင်းမှာတခါဝုတ်ပြူကြတယ်မနဲ့စောစောတကြိမ်ဝုတ်ပြူတယ်နေ့လေဘိုင်းမှာလည်းဝုတ်ပြူကြတယ်ပြီးရင်ပွဲတော်မင်္ဂလာလည်းလှုပ်ကြပါတယ်တချို့အတင်းတော်မှာဆိုလို့ရှိရင်ယုံကြည်သူတွေစုပြီးတော့မှတရက်လုံးအစာရှောင်စုတောင်းကြပါတယ်တချို့နေရာမှာဆိုရင်ဂိုင်းပေါင်းဆောင်ဝုတ်ပြုတ်ချင်းကိုပြုတ်လောက်ကြပါတယ်တချို့နေရာမှာဆိုလို့ရှိရင်တခင်ရေရှုခတ်တော်ရှောက်ခဲ့တဲ့လမ်းအတိုင်းမိုင်တိုင်းဘလောက်ထိဘလောက်ထိလက်ဝါးကားတိုင်းကိုထမ်းပြီးတော့မှလမ်းလျှောက်တဲ့တရုပ်ပြတာကိုလောက်ကြတယ် ဆိုတော့အနောက်နိုင်ငံအများစုကတော့ဒီကနေ့မဟာတောက်ကြာကြီးနေကနေစနေတနင်္ဂနွေဆက်တိုက်3ရက်ရုံပိတ်ရက်ဖြစ်ပါတယ်ရုံပိတ်ရက်ဖြစ်သတ်မှတ်ထားပါတယ်ဆိုတော့ဒါတော့ဒီကနေ့ခရီးယုံကြည်သူတွေမဟာတောက်ကြာကြီးနေရဲ့ကျင်းပပုံပဲဖြစ်ပါတယ်ဒီကုံချို့မှပြောမယ်ဆိုရင်တခွန်းပါပဲတခင်ယေရှုခရစ်တော်တင့်အတွက်အသေးခံသွားတယ်တခင်ယေရှုခရစ်တော်ကျွန်တော်အတွက်အသေးခံသွားတယ်တခင်ယေရှုခရစ်တော်တလောကလုံးကလူတွေအတွက်အသေးခံသွားတယ်တခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းကြောင့်လဲတင်ဒီကနေ့ကယ်တင်ခြင်းရတယ် ကျွန်တော်တို့ဒီကနေ့ကဲတင်ခြင်းရတာဖြစ်ပါတယ်။ဂျေစုတော်ချီးမွှားရင်းနဲ့သခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းကိုအတူတူကအောင်မေ့ရင်ဆုတောင်းကြပါစို့။ဂျေစုတော်ချီးမွှားတဲ့ကိုတော့ဒီကနေ့မနေ့မှလည်းမဟာတောက်ကြကြီးနည်းနဲ့ပတ်သက်ပြီးမှသခင်ယေရှုခရစ်တော်ကျွန်တော်တို့အတွက်အသေးခံသွားတဲ့အကြောင်းကိုပြန်လည်ဆင်ခြင်အောင်မေ့နှလုံးသွင်းခွင့်ရတယ်။ဂျေစုတင်တဲ့ကိုတော့သခင်ယေရှုခရစ်တော်ဂျေစုတော်ချီးမွှားတယ်ကျွန်တော်ကျမတို့ရဲ့အပြစ်အသွေးကြောင့်လဝါးကားတိုင်းမှာ ကိုစားစတိခံပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဒီကနေ့ကျွန်တော်တို့ကိုတော်ဖျားကိုအောင်းမေးတဲ့အခါမှာတကယ်ပဲကိုတော်ဖျားပြုတ်ပေးခဲ့တဲ့ကေတင်ချင်းအမှုကိုတန်ဖိုးထားပြီးတော့မှအကောင်းဆုံးတန်ရှင်တော်အတ္တတာဖြစ်ကိုတော်ဖျားကိုပြန်လဲအမှုဆောင်နိုင်တော်သူများဖြစ်ဖို့ယံပြန်လဲဘုန်းတော်ထင်ရှားတော်တစားပလာအတ္တတာဖြစ်ဖို့ယံကိုတော်ကောင်းချီးပေးပါမိအကြောင်းကျေးဇူးတော်ချီးမွမ်းနဲ့ဆုတောင်းတဲ့အခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ리ဖဖျားအာမင် အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေတော့